မင်္ဂလာပါရှင်ကျမတို့ရဲ့ News Night မြန်မာ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်ဆုံးရနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ Israel ကိုတိုက်ခိုက်တဲ့ Iran ရဲ့နေပြည်တော်ကစစ်ပွဲရဲ့ပုံစံအစ်တစ်ခုကိုဖော်ပြနေပါတယ်။စင်ကာပူမှာရှိတဲ့နိုင်ငံတကာရေးရာလေးလံရေးကြောင်းကရုရှား-ယူကရိန်းစစ်ပွဲနဲ့ Israel Iran စစ်ပွဲတွေကနေစစ်ပွဲပုံစံအစ်တစ်ခုထွက်ပေါ်လာနေတာတွေ့ရတယ်လို့ပြောပါတယ်။သူကအရာကိုရှင်းပြပေးပါတယ်။ ပြီးခဲ့တဲ့တောက်ကြာနေ့အစောလာ7ရက်နေ့မှာအစ္စရေးကဂျက်တိုက်လီယန်200ကျော်နဲ့တိုက်ခိုက်ပြီးတဲ့နောက်အီရန်ကမောင်းသူမဲ့လီယန်ဒရုန်းအဆင့်100လောက်ပြန်လည်ပစ်ခတ်တုတ်ပြန်ခဲ့ပါတယ်။အီရန်ကနေပြစ်လွတ်လိုက်တဲ့ဒရုန်းတွေကအစ္စရေးကိုရောက်ဖို့9နိုင်လောက်ကြာနိုင်ပြီးအများစုကိုအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကကြားဖြတ်ဖြက်စီခဲ့တာကိုတွေ့ရပါတယ်။လေလာသူအချို့ကအီရန်ရဲ့အစောပိုင်းတုံ့ပြန်မှုဟာသိမ့်မထီရောက်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ဒီလိုအခဲဖြတ်တာကဒုံးတိုက်ခိုက်မှုကိုတိကျစီကြည့်မယ်ဆိုမှမှန်ကန်ပါပါ နိုင်ရီအနေနဲ့အကြာမှာပြစ်ခတ်ခဲ့တဲ့ဒုံးချီရဲတိုက်ခိုက်မှုတွေကိုဖြစ်မစင်စားရင်မနိုင်ပါဘူး။အီရန်ရဲ့အစောပိုင်းဒုံးတွေနဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကအစ္စရေးကိုချက်ချင်းထိခိုက်ပျက်စီးအောင်ရည်ရွယ်ခဲ့ပုံမရပါဘူး။အစ္စရေးကမီဘီအစင်စင်ကာကွယ်နိုင်တဲ့လေကြောင်းရဲကာကွယ်စနစ်တွေဖြစ်ကြတဲ့အိုင်ရွန်ဒုံး၊ဒေးဗစ်လင်းနဲ့အရိုးစနစ်တွေကိုဒုံးအများပြားနဲ့တပြိုင်တည်းလွှမ်းမိုးသွားအောင်လုပ်ဖို့ဖြစ်ဟန်တူပါတယ်။ဒီလိုလိုချင်းအဖြစ် ဣသရေလီတောင်ရန်ကာကွယ်စနစ်တွေကိုထိရောက်စွာမဟန်တာနိုင်အောင်လုပ်လိုက်ပြီးမှတကယ်ပျက်စီးစေမယ့်နောက်ဆက်တွဲဒုံးချီတိုက်ခိုက်မှုတွေအတွက်လမ်းဖွင့်ပေးဖို့ပါပဲဒီလိုတိုက်ခိုက်မှုမျိုးကရုရှားကယူကရိန်းမှာတုံနေတဲ့ဒုံးနဲ့ဒုံးချီပေါင်းဆက်တိုက်ခိုက်တဲ့နည်းပြအားနဲ့တူပါတယ်လေကြောင်းရန်ကာကွယ်စနစ်တွေကိုလွှမ်းမိုးအားလုံးပြီးကြောက်ရွံ့မှုဖန်တီးခြင်းယူကရိန်းကဒရုန်းတွေကိုကြမ်းကျင်စွာအသုံးပြုနိုင်တာကိုပြသခဲ့သလို ရုရှားရဲ့နီဗီဟာတွေလည်းမကြာသေးခင်လာရီအတွင်းတိုးတက်ပြောင်းလဲလာပါပြီ။2024ခုနှစ်စက်တင်ဘာလမတိုင်ခင်ကရုရှားရဲ့တပတ်အတွင်းပြစ်လွတ်တဲ့ drone ပြင်းများအရေးအတွက်က140လောက်ရှိပေမဲ့ပြီးခဲ့တဲ့6လအတွင်းမှာတော့တပတ်ကို1100လောက်ထိရောက်လာခဲ့ပါပြီ။အင်ဂါနီကရုရှားဟာ drone 140နဲ့ဒုံးကျည်32စင်းပြစ်လွတ်ခဲ့တယ်လို့သိရရှိပါပြီ။ဒါဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးတဲ့နောက်ပိုင်းခီဖ်မြို့ကိုအသေးပြများဆုံးတိုက်ခိုက်မှုတွေထဲကတစ်ခုပါပဲ။ ဒရုန်းတွေကိုခေမီတုံးကြီးတွေနဲ့ပေါင်းဆက်အသုံးပြုခြင်းအဖြစ်ရုရှားဟာယူကရိန်းရဲ့လေကြောင်းရဲကာကွယ်ကွန်ရက်ရဲ့ကာကွယ်မှုအနေအထားကိုစမ်းသပ်နိုင်ခဲ့ပါတယ်။ပိုရေးကြီးတာကတော့ယူကရိန်းဟာအကန့်အသတ်ရှိတဲ့ကာကွယ်ရင်းမြစ်တွေကိုဒရုန်းတုံးကြီးတွေကိုကြားဖြတ်ဖြက်စီဖို့တုံးရတာကြောင့်ယူကရိန်းရဲ့ကာကွယ်ဆန်ဆောင်ရေးကိုတဖြည်းဖြည်းနှိမ့်ချစေပါတယ်။အီရန်ကလည်းလေကြောင်းရဲကာကွယ်စနစ်တွေကိုလွှမ်းမိုးအောင်လုပ်ယုံတာမကပင်အရသာပြည်သူတွေကြားမှာထိတ်လန့်ကြောက်ရွံ့မှုတွေဖြစ်အောင် အဲလိုဒရုန်းနဲ့ဒုံးကြီးတိုက်ခိုက်မှုမျိုးကိုကျင့်သုံးနေပုံရပါတယ်။အစ္စရေးမှာခင်မီလေချောင်းရံကကွယ်ရေးစနစ်တွေရှိနေပြီးအမေရိကန်ရဲ့ထောင်ခံမှုတွေလည်းရနေပေမဲ့အီရန်ရဲ့ဒရုန်းနဲ့ဒုံးကြီးတွေကဖောက်ထွင်းဝင်ရောက်နိုင်ပြီးအရက်သားအခြေခံအဆောင်တွေကိုပြန်စီစေကောင်းအရက်သားထိခိုက်ဒေဆုံမှုတွေလည်းရှိခဲ့ပါတယ်။အီရန်ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေပြီးရတော့ခလုံယာကနေထွက်လာကြတဲ့အရသာတွေကအံအောတလုံးနေကြပြီးအီရန်ရဲ့တိုက်ခိုက်မှုတွေဘလောက်ကြာအောင်မလဲလို့မေးနေကြတယ်လို့သတင်းတွေကဆိုပါတယ် စိတ်မလုံခြုံမှုတွေလည်းတိကျပေါက်ပါဝင်ပါတယ်။လေကြောင်းရဲ့နှိုးဆက်တန်တွေကတနေ့ကိုအချိန်များစွာမြင်နေပြီးညီပုံပေါ်ကအချို့ကသတိပေး application တွေမှာအနည်းအောင်တွေပြနေပါတယ်။ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေဆက်ဖြစ်နေမယ်။အီရန်အနေနဲ့ဒီလိုအရေးတက်များစွာနဲ့တိုက်ခိုက်တဲ့နေပြွာကိုဘလောက်ကြာကြာဆက်ထိန်ထားနိုင်မလဲ။အီရန်ကဒီလိုနေပြွာတွေကိုဆက်လက်ထိန်သိမ်းထားနိုင်တဲ့ဆွေရင်ရှိနေအောင်ပါဗျ။အခွဲချင်းအထိဒုံးကျည်လျာကျော်နဲ့ drone တစ်ထောင်ကျော်ပြစ်ခတ်ထားတယ်လို့သိရပါဗျ။ မေရိကန်ကာကွယ်ဝင်ကြီးဟောင်းရဲ့အကြီးတဲ့အကြံပေးဟောင်းကရခိုင်တွစ်တာမှာအီရန်မှာအစ္စရေးကိုထိမှန်နိုင်တဲ့ဒုံးကြီး2000နီးပါးနဲ့ဒုံးထောင်ပေါင်းများစွာရှိတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။စန်ဝိုင်လာမှာအီရန်စစ်တပ်ဟာဒုံးအစင်းတထောင်ကိုကိုရိုင်းထုတ်လုပ်ခဲ့တယ်လို့သိတင်းရရှိပါတယ်။အေဒရွန်နီကကီလိုမီတာ2000ကျော်ကွာဝေးကိုရောက်နိုင်ပါတယ်။ထိုင်မဲ့အီရန်ကတီဒရွန်အုပ်စုတွေကိုပို့ပြီးမဟာဗျူဟာကြကြအသုံးပြုသွားနိုင်ပါတယ်။ ရုရှားလိုယူကရိန်းကိုတုံးရက်ဆက်တိုက်မနာပဲဒရုန်းနဲ့ဆက်တိုက်မယမနာပြစ်ခတ်နေသလိုမျိုးတော့မဟုတ်ပါဘူး။ရုရှားကယူကရိန်းမှာလုပ်ခဲ့သလိုပဲအရေးကြီးတဲ့ဆိုင်းအခြေခံဆောင်တွေကမဟာဗျူဟာမြပြစ်မှတ်တွေဖြစ်လာနိုင်ပါတယ်။ရုရှားဟာ2020-2023ဆောင်းရာသီအတွင်းယူကရိန်းရဲ့ဆိုင်းအခြေခံဆောင်တွေကိုဇက်တိုက်ပြစ်မှတ်ထားခဲ့ပြီးအရသာပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အပူပေးစနစ်နဲ့ရေပေးဝင်မှုတွေကိုဖျက်တောက်ဖို့စူးစမ်းခဲ့ပါတယ်။အစောပိုင်းဒရုန်းတွေဒုံးကျည်တိုက်ခိုက်မှုတွေပြီးအီရန်က ရင်းနှံချက်စယုံကိုထပ်မံပြင်ပထားပြီးတုံ့ပြန်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်စယုံရဲ့ဗဟုတအားပေးစယုံကိုဆူဆူရွရပျက်စီးစေပြီးလုပ်ငန်းတွေရပ်ဆိုင်သွားခဲ့ရပါတယ်။အစ္စရေးကလည်းသူရဲ့ရင်းနှံချက်စယုံတွေကိုထပ်မံတိုက်ခိုက်ခံရနိုင်တာကိုကြိုတင်ခံမှန်းပြီးတဘာဝတံခွေလောက်ကကလုပ်ငန်းတွေကိုကြိုတင်ရပ်ဆိုင်ထားခဲ့ပြီးသားပေါင်းလက်ရှိပဋိပက္ခမှာအစ္စရေးကဆိုင်းအင်ဆိုင်ရာပြင်ပလေးခုစီတိုလောင်ကန်တောင်ပိုင်းတဟီရန်ကခရိုင်မှာရှိတဲ့တဟီရန်ရင်းနှံချက်စယုံ ဆော့ဖော့စ်တန်းငွေလောက်ွက်ရဲ့အစဉ်ဆက်လေးစီမံလို့ဆောင်ရင်စက်ယုံနဲ့တဘာဝတန်းငွေအစီမံဆောင်ရည်စက်ယုံကိုပြတ်မှတ်ထားခဲ့တဲ့အတွက်အီရန်အနေနဲ့လာမယ့်ရက်တွေအတွင်းအခြားဆွေးအင်အခြေခံဆောင်တွေကိုဒရုန်းနဲ့ဒုံးကျည်တွေနဲ့တိုက်ခိုက်လာနိုင်ပါတယ် စစ်ပွဲကုန်ကျစရိုင်းဆိုင်ရာတွက်ချက်မှုများပြောင်းလဲခြင်းနောက်တစ်ခုကတော့အစ္စရေးနေနဲ့အီရန်ရဲ့ဒီလိုစတိုက်ဒရုန်းနဲ့ဒုံးစီတိုက်ခိုက်မှုတွေကိုဘလောက်ကြာကြာတောင်းခံနိုင်မလဲဆိုတဲ့မေးခွန်းပါလက်ရှိမှာတော့အစ္စရေးလီချောင်းရန်ကာကွယ်စနစ်တွေပြင်အမေရိကန်ရေတပ်ဖြတ်တင်မော်ရီနဲ့နေပြည်အခြေဆိုင်ဒုံးကြီးပြခဲ့ရေးစနစ်တွေကအီရန်ရဲ့တုံ့ပြန်မှုတွေကိုကာကွယ်ဖို့အစ္စရေးကိုကူညီနေပါတယ်ဒါပေမဲ့ဈာဖြက်ဖြက်စီရဲ့ဒုံးစီတွေကဒေါ်လာသိန်းပေါင်းများစွာကုန်ကျနိုင်ပေမယ့်ဒုံးတွေကတော့အမေရိကန်ဒေါ်လာ 2000ကနေ5000လောက်ပဲကုန်ကြပါတယ်။အီရန်ကအစ္စရေးနဲ့သူကိုထောက်ခံသူတွေကိုဈေးပေါ်ပြီးအများပြားထုတ်လုပ်ထားတဲ့ drone ချင်းချောက်မှုတွေအတွက်ဈေးကြီးတဲ့ခရမ်းမီဆိုတွေကို30ဈေးချင်းဖြင့်စစ်ပွဲကုန်ကြစေတွေ့ချက်မှုတွေကိုပြောင်းလဲပြင်နိုင်ပါတယ်။အစ္စရေးအီရန်စစ်ပွဲဆက်လက်ကြရှိလာမယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစနပြကံကွယ်သူတွေများလာမလားဆိုတာစောင့်ကြည့်ရမှာပါ။ဝေဘတ်သုံးသက်သူကအမေရိကန်အနေနဲ့အစ္စရေးကိုလက်လွတ်လိုက်တဲ့နေ သူတို့စစ်ပွဲတွေကိုသူတို့ဘာသာတိုက်ခိုက်ခွင့်ပြုသနေလို့အကြံပြုခဲ့ပါတယ်။ Republican လွတ်တော်အမတ်ကရခိုင်တွစ်တာမှာ American က Israel Iran စစ်ပွဲမှာအပြေးအဝါပါဝင်ဖို့တောင်းတနေသူတိုင်းဟာ MAGA မဟုတ်ပါဘူးလို့យေတာထားခဲ့ပါတယ်။ American က Israel ကိုကူညီတောင်းပတ်မှုတွေရုတ်သိမ်းဖို့မဖြစ်နိုင်ပေမယ့် American ကစစ်ပွဲထဲမဝင်ဘူးဆိုရင်တော့ Trump အစိုးရပေါ် Israel ကိုထိုးစစ်အမြန်ဆုံးရဲ့ဆိုင်ဖို့ဖိအားပေးလာနိုင်ပါတယ်။နိုင်ငံများအတွက်သင်ခန်းစာများ စ္စရေးနဲ့အီရန်ပတိပခါမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုအခြားနိုင်ငံတွေကစောင့်ကြည့်နေတဲ့ကာကွယ်မှုအရချမှတ်တွေအတွက်သင်ငန်းစာတွေကရှင်းပါတယ်။ရုရှား၊ယူကရိန်းစစ်ပွဲနဲ့အစ္စရေးအီရန်စစ်ပွဲနှစ်ခုလုံးကနေပုံစံသစ်တစ်ခုထပ်ပေါ်လာပါတယ်။စေတသာပြီးတစ်ခါသုံးထုံးနေတဲ့ကောင်းငင်ကိုပြေရှင်အောင်တပြိုင်တည်းတိုက်ခိုက်ခြင်းကအဆင့်မြင့်ဆုံးကာကွယ်စနစ်တွေကိုတော့လွှမ်းမိုးသွားနိုင်ပါတယ်။ဒီလိုနီးပြူဟာကကကွေဆွန်ရီကိုဖီစီစီယုံသားမကပဲရတပီသူရိချာမှာထိတ်လန့်ကြယူမှုတွေဖြစ်အောင်လဲလှုံ့ဆော်နိုင်ပါတယ် ဒါကြောင့်လေကြောင်းရဲကာကွယ်ရေးဟာအရင်မြစ်စီမံခန့်ခွဲပြီးတာယာတဲ့စစ်ပွဲတစ်ခုဖြစ်လာပါတယ်။ဒေါနဲ့ဒုံချီနီဗျူဟာရီကိုအတုံးပြည့်ရဲ့စစ်ပွဲဝင်နေတဲ့အဖွဲ့အစည်းတွေကသူတို့ရဲ့ကုန်ကျစရိတ်ကိုတတ်သားစေပြီးရန်သူဘက်ကိုကုန်ကျစရိတ်များအောင်ပြောင်းလဲပေးနေပါပြီ။သူတို့ရဲ့ဈေးပေါ်တဲ့ဒွန်တိုက်ခိုက်မှုနဲ့ရန်သူရဲ့ဈေးကြီးရဲ့လေကြောင်းရန်ကိုချိန်ချပြီးရန်သူကိုကုန်ကျစရိတ်များစေပါတယ်။ဘလို့လေကြောင်းရန်ချိန်ချမှုတွေကိုကြားဖြတ်ဖြက်စီးမလဲ။ ဖရာရီကိုဖျက်တမ်းခွင့်ပြုမလဲဆိုတာနဲ့ပတ်သက်ပြီးခက်ခဲတဲ့ရွေးချယ်မှုတွေရှိနိုင်ပါတယ်။ကာကွယ်ရေးသမားတွေကဝင်ရောက်လာတဲ့လေကြောင်းရန်ချိန်ချမှုတိုင်းကိုတံပြန်မှုဆိုတာမဖြစ်သလုံးလက်တွေမကျဘူးဆိုတာကို လက်ခံဖို့တွန်းအားပေးခံရနိုင်ပါတယ်။အန္တရာယ်အခြေခံချဉ်းကပ်မှုကလိုအပ်လာနိုင်ပါတယ်။ဥပမာတပ်အားပေးစရုံတွေနဲ့စစ်အင်ကွန်ရက်တွေလိုမျိုးအရေးကြီးတဲ့အခြေခံအဆောင်တွေကိုကာကွယ်ဖို့ဦးစားပေးပြီးအရေးမကြီးတဲ့အခြေခံအဆောင်တွေကိုရည်ရွယ်ချက်ရှိရှိကာကွယ်မှုရှော့ချထားတာမျိုးပါ အရေးမကြီးဘူးလို့ယူဆရတဲ့နေရာတွေမှာတော့နေထိုင်တဲ့အရက်သားတွေအတွက်ကတော့ဒါဟာကောင်းကင်ယံမှာဒုံးနေပြည်နယ်နေပြီးဈေးပေါ်တဲ့စနစ်တွေကိုအသုံးပြုပြီးဈေးကြီးရဲ့လေကြောင်းရံကောက်ကွေးစနစ်တွေကိုချိုးဖြတ်ဖို့ဆန္ဒရှိတယ်။လေကြောင်းစစ်ပွဲခင်းမှာသူတို့ရဲ့အိမ်တွေနဲ့လူနေရွက်တွေကိုကန့်သက်ထားတဲ့ကောက်ကွေးမှုပဲရနိုင်တယ်ဆိုရက်အမြဲတမ်းကြောက်ရွံ့မှုနဲ့မရေမယားမှုတွေကိုခံစားရနိုင်တယ်လို့ဆိုလိုတာပါ။ဒါကြောင့်ကောက်ကွေးမှုအရာချမှတ်သူတွေအနေနဲ့ကောင်းကင်ယံကိုဒရုန်းနဲ့လွှမ်းမိုးသွားခြင်းအနေရကို တံပြန်ဖို့လေကြောင်းရဲ့ကာကွယ်စနစ်တွေကိုပြန်လည်စဉ်းစားဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါရစေ။နောက်ဆက်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြချမ်းမွှေးလန်းကြပါစေရှင်။